ဘဝမှာကိုယ်ပြဿနာကိုပဲရှင်းရတာဘယ်သူမှလိုက်မရှင်းမိပါဘူးအလုံးမင်္ဂလာပါလူတချို့ပြောရတာရှိတယ်အကိုကြောင့်မှာပြဿနာတွေတိတ်များနေတယ်ကိုကြောင့်မှာကန့်ဆိုးနေတယ်ဗောနပြဿနာတစ်ခုဖြစ်နေတယ်ဟိုမှာဘယ်သူတွေအများလာပြီးရှင်းပေးမလားငါကြတော့ဘယ်သူမှလာဝိုင်းမကူစသဖြင့်ကျွန်တော်စဉ်းစားကြတာရှိဒီနောက်ပိုင်းပို့တည်တာတယ်ကျွန်တော်တို့လက်ရှိအခြေအနေအရရရကျွန်တော်မှာအခက်အခဲတွေစင်ခေါ်မှုတွေအဆင်မပြေမှုတွေဒါအများကြီးကြုံရတယ်ကျွန်တော်လောက်ကန်အဆင်မပြေတာတွေရှိတယ် ။ဟိုမှာကျွန်တော်တို့တနေ့တာဖြတ်သန်းရတာကျွန်တော်တို့ဒီ physical ပိုင်း Monday ပိုင်းကျွန်တော်အဆင်မပြေမှုတွေအများကြီးရှိတယ်။တချို့ငွေကြေးဆိုင်ရာအခက်အခဲတွေအများကြီးရှိတယ်။စသဖြင့်ပေါ့နော်။ကျွန်တော်တို့အခက်အခဲတွေဆင်ခုံမှုတွေအများကြီးဖြစ်နေတယ်။မကိုကြမှာဖြစ်နေတယ်။ဒါကိုကြမှာကန်ဆိုးနေတယ်ဆိုပြီးတော့တချို့ညင်းညူတာတရှိတယ်ပေါ့။တကယ်တမ်းကျွန်တော်တို့ကဒါကိုတယောက်တည်းဖြစ်နေတာမဟုတ်ဘူး။ဒါဒီအလုံးကြီးပါတာကြုံနေရတာပေါ့နော်ကြုံနေရတယ်ကျွန်တော်တို့ကဒီချင်းမျိုးဒါဘလို့ကင်တွေ့တယ်လဲပေါ့မူတည်ပြီးတော့ ဒါကျွန်တော်တို့နောက်ဆက်တွဲတွေကဖြစ်လာတယ်လို့ပြောလို့ရပါတယ်ဆိုတော့ကျွန်တော်ပြဿနာတစ်ခုဖြစ်လာပြီဆိုရင်ဘဝမှာဒါကိုပြောနာကိုပဲအဓိကဖြစ်ရှင်းရတာဖြစ်ပါတယ်ကျွန်တော်ကိုယ့်ရဲ့ဘဝကိုပြန်ကြည့်လို့ရကျွန်တော်ငငယ်တည်းကကလေးဘဝတည်းရပေါ့နော်အဓိကတော့ကိုပြဿနာကိုရှင်းရတယ်နောက်ကိုတောင်ကိုယူရတယ်ပေါ့ကျွန်တော်ကလေးဘဝတည်းကမဝင်ရထိုးတယ်လေးဘက်သွားတယ်ကျွန်တော်လမ်းသွားတယ်ဘာသာစကားတင်တယ်စသဖြင့်ပေါ့နော်အဲမိဘကကျွန်တော်တို့အများကြီး supporting ပေးခဲ့တယ်ဆိုပေမဲ့အဓိကကျွန်တော်ကိုယ်တိုင်ပဲလှုပ်လာတာပေါ့ ဒီလိုပဲကျွန်တော်ကြောင်းရောက်သွားတယ်ပညာသင်တယ်အဓိကကိုယ်တိုင်ပဲလောက်ရတာပေါ့အเจ้าမှာဆရာဆရာမကတော့ကျွန်တော်သင်ပေးတာလည်းရှိသေးတယ်ဒါပေမဲ့ဒီပညာရေးကိုကျွန်တော်ကိုယ်တိုင်ပဲဒါလေ့လာသင်ယူပြီးတော့လောက်ရတာဖြစ်ပါတယ်ဒီလိုပဲကျွန်တော်တို့လုပ်ငန်းဝင်နေရောက်တယ်ကျွန်တော်ဘဝမှာဖြစ်ရှင်းစရာလည်းရှိလာတယ်ဒီလိုပဲကျွန်တော်တို့ကိုယ်တိုင်ပဲအဓိကဖြစ်ရှင်းရတာပေါ့နော်ဆိုတော့အတ္တဟိအတ္တနာထောဆိုတဲ့စကားလေးရှိတယ်ကျွန်တော်တို့ဒီကိစ္စတစ်ခုဖြစ်လာပြီးပြဿနာတစ်ခုဖြစ်လာပြီးဆိုကိုယ်တိုင်ပဲအဓိကတောင်းယူဖြစ်ရှင်းရတာပေါ့တခြားသူကကျွန်တော်တို့ supporting ပေးနိုင်တယ်ဆိုတော့ဒါ အထိုက်ဖျောက်ပဲရှိမှာပေါ့နော်တကယ်တမ်းကျတော့ကိုယ်ပဲတောင်းယူရတာဆိုတော့ဒီ psychology of self esteem trauma ဆိုဘာပြောထားလဲဆိုတော့ဘယ်သူမှမင်းရဲ့ပြဿနာကိုဖြေရှင်းပေးမှာမဟုတ်ဘယ်သူမှမင်းကိုပိုကောင်းအောင်လုပ်ပေးမှာမဟုတ်မင်းကိုယ်တိုင်ကဒီဘာတစ်ခုမှမလုပ်ဆိုရင်ဘာပြဿနာမှအရှင်းမှမဟုတ်ဆိုသူပြောထားတာရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့က အလုပ်တစ်ခုပဲလုပ်လို့ကျွန်တော်တို့ဒီစင်ကုန်မှုတစ်ခုပဲရင်ဆိုင်ရရင်ဆိုင်ရကျွန်တော်ပြဿနာတစ်ခုပဲဒီဖြစ်ရှင်းရဖြစ်ရှင်းရပေါ့နော်တခြားသူရဲ့အကူအညီကိုမျှော်တာထက်ကျွန်တော်တို့ကိုယ်တိုင်တာဝန်ယူဖို့ဒါကိုယ်တိုင်ဖြစ်ရှင်းဖို့အပြန်ရည်ကြည်ပါတယ်တို့တိုင်ငွေချင်းနဲ့စီးပွားဆိုင်ဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်ခြင်းနဲ့ဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်